ရေဒီယိုများလုံးပဲမင်္ဂလာပါခင်ဗျာဖုတ်ဘောကင်းကနေပြန်လာပြီးတော့ကြိုဆိုလိုက်ပါတယ်ဒိုင်ကူနဲ့ငှက်ကြားတွေကိုဆုံးပါပြီးချန်ပီယံခြေစွမ်းပြသခဲ့တဲ့အာစနယ်ကရိုက်တော်တော်တကယ်ကိုချုံမင်းနဲ့နိုင်ဝဲဘွဲပိုင်ဆိုင်သွားကြတာဖြစ်ပြီးဒုတိယပီကင်းညကစားကြတဲ့ငှက်ကြားတွေနဲ့ပွဲစဉ်မှာနောက်ခံစားမဂါဘရီယယ်မက်ကဟေးရဲ့နောက်ကျနိုင်ကူနဲ့ဝေးခွင်းမှာအနိုင်၃မှတ်ကိုပိုင်ဆိုင်သွားခဲ့ကြပါတယ်ဆိုပါပွဲစဉ်မှာအင်ရှင်ငှက်ကြားရဲ့ဘက်ကအဖွင့်ကိုစတင်ရယူနိုင်ခဲ့ကြတာဖြစ်ပြီးတော့ကန်နာရီကတော့မိနစ်၈၀နောက်ပိုင်းမှခြေပါကူနဲ့နိုင်ကူတွေရယူကြတာ <laughs> လီဗာပူးကိုဆက်လက်ဖိအားပေးနိုင်ခဲ့ကြတာဖြစ်ပါတယ်။ဂန်နိုက်အတွက်တော့ငှက်ကြိုင်နဲ့ပွဲစဉ်အားမဖြစ်မနေနိုင်ဖို့လိုအပ်တဲ့ပွဲစဉ်ပွဲလို့ဆိုရမှာပါ။ဘာသာလဲဆိုရင်အရင်နေ့ကစားခဲ့တဲ့ပရီးမီးယားလိပွဲစဉ်ဒီမှာဆရာကြီးဒီပါဆိုတဲ့လီဗာပူးချဲစီတဲ့မန်ယူဟာဆုံးပွဲကိုစီနဲ့ရင်ဆိုင်ခဲ့ကြတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ဂန်နိုက်အတွက်အဓိကပြိုင်ပွဲအသိမ်းဖြစ်တဲ့လီဗာပူးတို့ဆုံးပွဲကြုံတွေ့နေတဲ့အချိန်မှာငှက်ကြိုင်တွေမဖြစ်မနေနိုင်ကစားဖို့လိုအပ်နေတာဖြစ်တဲ့အတွက်ကလုမနိုင်ရရှိခဲ့တာဟာချူမင်းနဲ့နိုင်ပွဲတစ်ပွဲလို့ဆိုရမှာပါ။ဂန်ရိုက်အတွက်ကတော့ပရီးမီးယားလိနှစ်ပွဲဆက်ကံကောင်းခြင်းတွေပိုင်ဆိုင်သွားခဲ့ကြရလေဖြစ်ပါတယ်။ ဘီဂတ်ဘာကစားခဲ့တဲ့မန်စီနဲ့ပွဲစဉ်မှာလဲတကူကုန်းရှိဆွဲရလာတဲ့ရှုံးပွဲကြုံတွေ့တော့မယ့်ချိန်မှာလူစားဝင်တိုင်းစစ်စားမှာဂါဘီယယ်မာတီနယ်လီရဲ့နောက်ကျသွင်းကုန်းတဲ့သူတပတ်တကူစီနဲ့ရှုံးရလာထဲကနေရုံထွက်နိုင်ခဲ့ကြသူပြီးခဲ့နေ့ကလည်းငှက်ကြားတွေကိုတကူကုန်းရှိနဲ့ရှုံးနေနေရကနေပွဲပြီးကနေနာကျင်ချိန်မှမှာဂါဘီယယ်မာကာကြီးဆက်သွင်းကုန်းတဲ့သူနှစ်ကိုတကူနဲ့အနိုင်ရရှိသွားခဲ့ကြတာဖြစ်ပါတယ်။ဂန်နိုက်အတွက်တော့ဂါဘီယယ်တွေကအစွမ်းပြနေခဲ့ကြတာဖြစ်ပြီးနောက်ဆုံးနှစ်ပွဲဆက်အရေးပါတဲ့ဂိုးတွေကိုသွင်းပေးထားခဲ့ကြပါတယ်။ football game မှာ mouse 5 5နဲ့ spoil zone တို့မှာကစားလို့ရပြီးတော့မြန်မာကြီးမြန်မာ application နဲ့ body တပွဲကိုကြက်ဆယ်သိန်းကြီးကစားလို့ရနေပါပြီ။ဒါအပြင်မြန်မာကြီးနဲ့ပထမပိုင်းဒုတိယပိုင်းနေပြီး slot game ပေါင်းများစွာကိုလည်းကစားလို့ရမှာဖြစ်ပါတယ်။ဒါအောင်မမကျင်တဲ့သေးဦးဆိုရင် batman ဆေးအိတ်မှာလည်းကျွဲကိန်းအဖိုးကြီးကိန်းအစားရှိတဲ့နိုင်မကြီး slot game ပေါင်းများစွာကိုကစားနိုင်တာဖြစ်လို့တရားခိုင်နှုန်းငွေကြေးယုံကြည်စိတ်ချစွာကစားခြင်းနဲ့ဆိုရင်တော့ဖုန်းနံပါတ်39 63 03 53ကိုခုပဲဆက်သွယ်လိုက်ပါ။ အော်ဘရာတို့တကူတရင်ကောင်းပြောရမယ်ဆိုရင်တော့မောင်ဖာဖိုင်ရှင်နဲ့စပေါ်ကြီးဇုံတို့မှာဘောလုံးပွဲတွေကိုလည်းဒိုင်ရိုက်လိုက်ကြည့်ရှုလို့ရပါပြီ။လူကာဆယ်စိန်ချင်းဘက်ကွင်းကထိသေးအသင်းသားရဲ့အိမ်မက်ဆိုးတွေဖန်တီးပေးလေးရှိပေမယ့်ဂူပဲမှာတော့အာဆင်ကအင်ရှင်အသင်းထပ်ပုံမှုကောင်းတဲ့စွမ်းဆောင်ပြတာပြီးအကွင်းတွေကိုတုံးချနိုင်ခဲ့ကြတဲ့အတွက်ဝေးကွင်းမှာနိုင်သုံးမှတ်ပိုင်ဆိုင်နိုင်ခဲ့ကြတာပါ။လူကာဆယ်တို့အဖွင့်ကို34မိနစ်မှာဒိုနယ်လီရဲ့ဖြတ်တင်ပုံကနေတိုက်စမှုသည်ဝေါ်ဒမိတ်ကနေခေါင်းတိုက်ပြီးတော့သွေးယူခဲ့ပါလေ။အိုက်ကိုကအာဆင်နောက်ခက်လို့မော့စကေးရဲ့အစိုးရင်လုံပြီးတော့ဖြတ်ထုတ်မှုကြောင့် တောင်းခံမပေးခဲ့တာကနေအစပြုသွားခဲ့တာဖြစ်ပါတယ်။တရားစီစားကမှနူကာဆယ်ကိုရောက်လာတဲ့ဗော်ဒမိတ်ဟာလက်စ်ဖာဒီနန်အလန်ရှီယာကာရူနီပပစီစေးမူဆာဆစ်ကိုတို့ပြီးလို့ရှိရင်ပရီးမီးယားလိအိမ်ကွင်းပွဲဥရာနှစ်ပွဲမှာနှစ်ဂိုးသွင်းနိုင်တဲ့6ဦးမြောက်နူကာဆယ်စားမှဖြစ်လာသလိုကွင်းလယ်လူအောင်ဟာမန်နောက်ပိုင်းအာဆယ်ဘက်ကိုဂိုးသွင်းနိုင်တဲ့ဒုတိယမြောက်ဂျာမန်လူမျိုးနူကာဆယ်စားမှဖြစ်တဲ့မှတ်တမ်းဝင်ခဲ့ပါတယ်။အာဆယ်တင်းကပွဲစား14မိနစ်မှာယော့ဂရက်စ်ကိုနူကာဆယ်ကိုသမားနစ်ပေါ်ဖြတ်ထုတ်မှုနဲ့အတူပန်နာဒီယားရှိနိုင်တဲ့ခွင့်ရင်းကိုပိုင်ဆိုင်ခဲ့သေးမယ်။ဒိုင်လူကြီးကတော့ပယ်ဖြတ်သွားခဲ့တာဖြစ်ပါတယ်။ အာစလန်တင်းကပထမပိုင်းပွဲစားရတွေမှာဂိုးပေါက်ကန်ချက်6ချိန်ဂိုးပေါက်တဲမှု4ချိန်နူကဆယ်ပန်နီအေရီယာတွင်ဘောလုံးထိချက်22ချိန်ဘောလုံးပိုင်းဆိုင်54တန်းမှ400ခန်းလုံးရှိခဲ့ပေမယ့်ခြေပါကိုတော့မသွင်းနိုင်ခဲ့ကြပါဘူးအာစလန်တင်းက2023ဧပြီလနောက်ပိုင်းပထမဆုံးဖြစ်ပရီးမီးယားလိနှစ်ပွဲဆက်တိုက်ပထမပိုင်းပြီးမှပြိုင်ပွဲတကူမရှိဆွဲရလနဲ့အနောက်ကနေလိုက်ကစားခဲ့ရတာဖြစ်ပါတယ်ဒီတော့မှာမာရီနယ်လီအိုဒီကတ်မီခဲမာရီနိုတို့ဝင်လာပြီးတဲ့နောက်အာစလန်တိုင်းစစ်အားကပူကောင်းလာပြီးတော့84မိနစ်မှာဒက်ကလန်ရိုက်ဆက်ဖြတ်တင်မောင်းကနေမီခဲမာရီနိုကခေါင်းထိုက်ပြီးတော့ခြေပါကိုသွင်းသွားခဲ့ပါတယ် နောက်25ခုနှစ်တွင်ပရီးမီးယားလိမှာမေခေမယ်ရီနိုက9ဂိုးတီသွင်းထားပြီးတော့အာစတင်စားမိုက်ထဲမှာသူ့လောက်ဘသူကမှဂိုးမသွင်းနိုင်သေးပါဘူး။အဲနောက်နာဂျင်ချေမွန်96မိနစ်မှာတော့အာစတင်ထုံးစံတိုင်းမှာဒေါင်ကယ်ဘောနဲ့ဂါဘရီယက်ကခေါင်းတိုက်ပြီးတော့အနိုင်ကိုသွင်းသွားခဲ့ပြီးနောက်23 24ရာသီကနေစလို့ဒေါင်ကယ်ဘောနဲ့အာစတင်ရရှိခဲ့တဲ့ဂိုးရီအတွက်က36ဂိုးတီလည်းရှိသွားခဲ့ပြီဖြစ်ပါတယ်။ခုဆိုရင်အာစတင်လေဘောင်းနဲ့နှစ်မှတ်ကွာကိုရောက်လာခဲ့ဖြစ်ပြီးတော့ချန်ပီယံဆုတဲ့ဆက်လက်ဖိအားပေးမှုတွေပြုလုပ်နေခဲ့ပြီလည်းပဲဖြစ်ပါတယ်ညာ။ဆုံးလူကြီးပြတော့အားလုံးကိုကျေးဇူးတင်ပါတယ်။